မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကျွန်တော်တို့ fighter လေး Joshua Ben နဲ့တိုက်ဆိုင်နေတဲ့အကြောင်းအရာတွေကိုပြောကြရအောင်ပါ UFC ကဒီတစ်ပတ်မှာတော့ Carter ကိုသွားပြီးတော့ UFC Fight Night ပြိုင်ပွဲကျင်းပမယ်ဒီပြိုင်ပွဲကဘယ်လိုပုံစံမျိုးထူးခြားနေလဲဆိုတော့ Carter ကလုပ်ငန်းရှင်အများစုက One Championship ကိုယင်းနှီးမြုံနှံထားတဲ့သူတွေအဲ့လိုယင်းနှီးမြုံနှံထားတဲ့သူတွေရှိတဲ့နေရာကိုတောင်း UFC ကလာပြီးတော့ UFC Fight Night ပြိုင်ပွဲကျင်းပပြီး မမမမိပြောရင်ဒါကကာတာမှာကျင်းပတဲ့ပထမဆုံး UFC ပြိုင်ပွဲအဲ့ဒီအတွက် UFC ဘက်ကလည်း UFC Fight Night ပြိုင်ပွဲဖြစ်သည့်တိုင်အောင်ဘွဲကောင်းတော်တော်များများကိုထဲသွင်းထားတယ်ဒီရုရှားက Fighter အများစုနဲ့ဒီ Muslim ပြည်သက်တွေပို့ပြီးအသားကျမဲ့ Fighter တွေထိတ်တိုက်တဲပေးထားတဲ့တွဲဆိုင်တွေကိုအပြုထဲသွင်းထားတယ်ဒီပြိုင်ပွဲပြီးရင်တော့လာမယ့်ဒီဇင်ဘာပထမပတ်ထက်ရောက်လာပါပြီဒီလိုအနေအထားမျိုးမှာ UFC ကဒီ2025ခုနှစ်အတွက် နောက်ဆုံးအကြိမ်နဲ့ကျင်းပမဲ့ပေးပါပြပြိုင်ပွဲကိုကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲရဲ့ခေါင်းစဉ်ကတော့ UFC 323လို့ခေါင်းစဉ်ပေးထားတယ်။ဒီပြိုင်ပွဲမှာကျွန်တော်တို့ရဲ့ fighter လေး Joshua Ban ကကိုမင်းပွဲအဖြစ်နဲ့ထိုးရမှာပါ။ဒီပွဲမှာသူက Flyweight Champion Pandoja ကိုစင်ခေါ်ထိုးတက်ရမှာဖြစ်တဲ့အတွက်သူ့ရဲ့ UFC fighter ဘဝပထမဆုံး champion ဖြစ်မဲ့အခွင့်အရေးမျိုးလို့လည်းဆိုလို့ရပါတယ်။အဲ့လိုအနေထားမျိုးမှာဘလို့တိုက်ဆိုင်မှုတွေရှိတာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်မြင်မိလောက်ဆွဲထုတ်တင်ပြခြင်းပါတယ် ကျွန်တော်ဖိုက်တာလေးဂျိုရှွာဘန်ကငငယ်ရွယ်နဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရထားတယ်သူကဘလောက်ထိအလားလာကောင်းတဲ့ဖိုက်တာလဲဆိုတာတစ်ကမ္ဘာလုံးလက်ခံသွားအောင်ချပြထားပြီးပြီ ဘယ်လိုပုံစံမျိုးနဲ့ဒီ MMA လောကထဲကိုရောက်ရှိလာတာလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းပြည်သက်တွေသိပြီးပြီးကော်နာမက်ဂရီဂါနဲ့မေဝေဒါတို့တော်ကီဖုတ်တဲ့ပုံစံတွေကိုကြည်ရင်းနဲ့သူက MMA ကိုရင်းနှီးလာတာတနည်းအားဖြင့်ပြောရရင်ကော်နာမက်ဂရီဂါကိုကြည့်ပြီးတော့ဒီလောကထဲကိုစပြီးရှောက်လန်းလာတာသို့မဟုတ်တိုင်အောင်ကာယကရှင်ဖိုက်တာကိုတိုင်ကကော်နာမက်ဂရီဂါထက်ပြတ်တရရန်ကိုပို့ပြီးအားကြမိတဲ့ဆိုပြီးသူကပြောထားတယ်အဓိကအကြောင်းရင်းကတော့ဒီအောင်မြင်မှုတွေနဲ့မဆိုင်ဘူးကစားပုံနဲ့ပို့ပြီးဆိုင်တယ် ဒေါ်တော်ရဲရဲ့ကစားပုံနဲ့သူ့ရဲ့ကစားပုံကတော်တော်လေးထက်တူကျတဲ့အတွက်ဒီဖိုက်တာရဲ့ကစားပုံတွေကိုပို့ပြီးလေလာပြစ်တယ်ဆိုပြီးသူကဖွင့်ဟထားတယ်။ဒေါ်တော်ရဲကလည်းဒီဘောက်ဆင်နဲ့ပတ်သက်ပြီးပွဲရထားတဲ့ဖိုက်တာသူ့ရဲ့ကစားပုံကဘောက်ဆင်စတိုင်အပြုတ်ပြီးကစားတဲ့ဖိုက်တာအဲ့လိုပုံစံမျိုးကြောက်မှုဂျိုရှွာဘန်ကဒေါ်တော်ရဲပွဲတွေကိုပို့ပြီးကြီးပြစ်တယ်ဆိုပြီးပြောထားပူပါတယ်။အာကွန်နမ်ဂရက်ကမင်းတူအမ်အမ်အေဘတ်အာ the one that I look up to is Pyrion. because we got we got the same styles and shit. Yeah. So you know, I study him a lot. Yeah. ထူးဆန်းစွာနဲ့ပဲဂျော့ရှွာဘန်ကအဲ့လိုပြတ်တန်ရန်ကိုအားကြတယ်လို့ပြောခဲ့သည့်တန်ရောင်ဒီဖိုက်တာနှစ်ယောက်ကဖိုက်ကတ်တစ်ခုထဲမှာဘယ်တော့မှမထိုးခဲ့ဘူးပါဘူးတိုက်ဆိုင်စွာနဲ့ပဲဂျော့ရှွာဘန်ကချန်ပီယံကပ်စင်ခေါ်ခွင့်ရတဲ့အနေထားရောက်မှပြတ်တော်ရန်နဲ့ ပြိုင်ပွဲတစ်ခုထဲမှာထိုးခွင့်အကြောင်းဖန်လာပါပြီပြော်တရန်ကမာရက်ဒီပါလစ်ဘလီရဲ့ပန်နဝေးချန်ပီယံကပ်ကိုစိန်ခေါ်မယ်ဂျော့ရှော့ဘန်ကပန်ဒိုဂျာရဲ့ဖလိုင်းဝေးချန်ပီယံကပ်ကိုစိန်ခေါ်မယ်အဲ့ဒီတော့ဒီဖိုက်တာနှစ်ယောက်ဟာဖိုက်ကတ်တစ်ခုထဲမှာအဓိကပွဲကြီးတွေအဖြစ်အတူတူထိုးရတော့မှာဖြစ်ပါတယ်ကျွန်တော်ပြောချင်တဲ့အချက်ကဂျော့ရှော့ဘန်အနေနဲ့သူအားကြရတဲ့ဖိုက်တာကြီးနဲ့ပြိုင်ပွဲတစ်ခုထဲမှာထိုးခွင့်ရမယ်အဓိကပွဲကြီးတွေအဖြစ်ထိုးခွင့်ရမယ်ဒါကြောင့်မလို့5 week ကာလမှာပျော်တရန်နဲ့တွေ့ရင် Josh we got to talk we got to tell them who you who you fell in love with over there Hey if yes. you're hearing this you know somebody that knows somebody put my boy Josh down with the future Macy Barber man come on oh, you down. Macy Barber Oh my god bro look she ain't <laughs> even got to fight no more bro you <laughs> got you Josh Tell him, Josh. You're gonna start getting bonuses, Hey, I'm gonna start getting bonuses, man. Look. <laughs> he's bro, get, he just too fine to match. be fighting, man. She's just too fine to be fighting. Yeah. You know what I'm hey. saying? Hey, she can throw those. She can throw she down. Now, yeah. Yeah, he, he was, can, hey, he, he was waiting day. for. She can punch me all day. <laughs> နောက်ထပ်ပြောပြခြင်းတဲ့အကြောင်းအရာကတော့လူငယ်ဆန်ဆန်ပေါ့ပေါ့ပါပါအကြောင်းအရာလေးဖြစ်ပါတယ်။ဒါကဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်မြန်မာပြည်သက်တွေဆိုရင်ဂျော်ရှွာဘန်နဲ့မိုးဤကိုဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးတော့ဖွာခဲ့ဘူးတယ်။ဒါကဟိုဂျော်ရှွာဘန်ကအင်တာဗျူးတစ်ခုမှာပြောခဲ့တဲ့ကိစ္စတစ်ခုကနေစပြီးတော့ဟိုမီးပွားတွေဆက်ပြီးဆင်လာတာပေါ့။အဲ့လိုပုံစံမျိုးနဲ့ကန်နယ်ဘလက်ကလည်းအင်တာဗျူးတွေလုပ်လိုက်တော့ပြည်သက်တွေကြားထဲမှာဝူဝါးဝါးလေးဖြစ်သွားတယ်။အဲ့လိုအနေထားမျိုးကတကယ်တော့ Joshua Ban ကမိုးဟီကိုအကြောင်းကိုထုတ်မပြောခင်ကတည်းကသူ့မှာ UFC fighter တွေက crash တယောက်ရှိတဲ့ဆိုပြီးဖွင့်ဟခဲ့ဘူးပါတယ်။ဘယ်ချိန်မှာဖွင့်ဟခဲ့တာလဲဆိုတော့ UFC fighter ဘွားကလကအဖွင့်ပွဲထိုးပြီးမှသူကဖွင့်ဟခဲ့တာပါ။ Joshua Ban ကသူ့ရဲ့ UFC fighter ဘွားကို Zuma Gulo နဲ့ထိုးခဲ့ရတယ်။အဲ့ဒီပြိုင်ပွဲက UFC Fight Night ပြိုင်ပွဲ Justin B မှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲမှာ Zuma Gulo နဲ့ထိုးတယ်။သူကအနိုင်ရတယ်။ တိုက်ဆိုင်စွာနဲ့ပဲအဲ့ဒီပြိုင်ပွဲမှာမေစီဘာဘာလည်းထိုးသက်ခွင့်ရတယ်။ကိုမင်းပွဲအဖြစ်မေစီဘာဘာကထိုးတယ်။အဲ့ဒီပြိုင်ပွဲအပြီးမှာဂျော့ရှွာဘန်ရဲ့နှိပြတွေကစားလို့နောက်တလို့နဲ့ဂျော့ရှွာဘန်နဲ့မေစီဘာဘာကိုဘယ်သူလေးများဆက်ပြီးနိုင်မလဲ။ဂျော့ရှွာဘန်ကမေစီဘာဘာကိုဒီ fight ဖိုက်တာတွေတက်ခိုးတဲ့ဟိုတယ်မှာလိုက်ပြီးတော့စောင့်ကြည့်နေတဲ့ဘာညာဆိုပြီးတော့ပေါက်ပေါက်ဖောက်တယ်ဂျော့ရှွာဘန်ကလည်းအဲ့ဒီပေါက်ပေါက်ဖောက်တဲ့အတိုင်းချော်လဲရောထိုင်တယ်အဲ့ဒီတုန်းကတော့ဂျော့ရှွာဘန်က မျက်နှာသစ် fighter ဖြစ်နေတဲ့အတွက်မေစီဘာဘာကသတိထားမိမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူမကကုမိန်ပွဲထိုးရတဲ့အနေအထားဖြစ်နေပြီးနာမည်တစ်လုံးတိဆောက်ထားပြီးပြီ။အဲ့ဒီပြိုင်ပွဲပြီးနောက်ပိုင်းမှာတော့ Joshua Ben နဲ့ Messi ဘာဘာတို့ဟာပြိုင်ပွဲတစ်ခုထဲမှာထိုးသက်ခွင့်ရတယ်ဆိုတာလုံးဝမရှိခဲ့ပါဘူး။တိုက်ဆိုင်စွာနဲ့ပဲလာမယ့် UFC 323ပြိုင်ပွဲမှာတော့ ဂျော့ရှွာဘန်နဲ့မေစီဘာဘာတို့ဟာနောက်တစ်ချိန်ပြန်ပြီးဆုံရပြန်မာပြီးဒီပြိုင်ပွဲမှာတော့ပြောင်းမြန်နေဖြစ်ကုန်တယ်ဟိုတစ်ခါတော့ကပထမချိန်တွေ့တုန်းကမေစီဘာဘာကကိုမင်းပွဲထိုးရတယ်သို့တော်ဒီတစ်ခါပြန်တွေ့တဲ့အချိန်မှာတော့ဂျော့ရှွာဘန်ကကိုမင်းပွဲထိုးရမယ်ချန်ပီယံကပ်စင်ခေါ်ပွဲထိုးရမယ်အပြောင်းလဲတွေအများကြီးဖြစ်သွားတာကဂျော့ရှွာဘန်ကဒီကြားထဲမှာစက်တိုက်နိုင်ပွဲတွေရတယ်ချန်ပီယံကပ်စင်ခေါ်ခွင့်အထိရလာပြီးအဲ့ဒီတော့ပထမချိန်ဒီဖိုက်တာနဲ့ထိတိုက်တွေ့တုန်းကတော့ ဂျော်ရှာဘန်ကမျက်နှာသက်ဖိုက်တာလေးအဖြစ်နဲ့မထင်မရှားလာခဲ့ရတဲ့ဖိုက်တာသို့တော့ဒီတစ်ချိန်ပြန်တွေ့တဲ့အခိုက်အတန့်မှာတော့ UFC promotion တစ်ခုလုံးရဲ့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်ရတဲ့ဖိုက်တာတိုးတက်မှုတွေအများကြီးရှိတဲ့ဖိုက်တာတစ်ကမ္ဘာလုံးကအသိမှတ်ပြုပြီးတော့ပြိုတိုင်းကြိုက်နှင်းစီကိုင်းဖိုက်တာမျိုးဖြစ်လာနေပါပြီဒီလိုအခင်းချင်းမျိုးမှာမေစီဘာဘာနဲ့နောက်တစ်ချိန်ပြန်တွေ့ရင် ဒီ fighter ညောင်ဟီးရတွေဖြစ်ကြမလားမေစီဘာဘာကအရင်ကတော့လည်းမသိလို့ပုံစံမျိုးနဲ့ဟန်ဆောင်မလားဒါမှမဟုတ် Joshua Ben ကိုအနိမ့်မတ်မျိုးတဲ့ပုံစံမျိုးနဲ့ပြတ်မှတ်မိတဲ့အကြောင်းတွေပြောပြမလားဒီတိုက်ဆိုင်မှုလေးကိုကျွန်တော်ပြောပြတာပါနောက်ထပ်ပြောပြချင်တဲ့အကြောင်းအရာကတော့ဒီ One Championship နဲ့ဆက်ဆက်နေတဲ့အကြောင်းအရာပေါ့နော်အဓိကအဖြစ်ကျွန်တော်တို့မြန်မာပြည်သက်တွေမြန်မာ fighter တွေအကြမ်းမှဒုလောဒုလောဖြစ်နေတဲ့ကိစ္စတချို့ ဟိုပြီးခဲ့တဲ့လပိုင်းအတွင်းလုံးကဆိုရင်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဟိုအငင်းအခုံတွေလည်းဖြစ်ကြတယ် ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်။ online ပေါ်မှာ status တချို့လျှောက်ရေးပြီးတော့အထင်မြင်လွဲမအောင်နေလဲလုပ်ခဲ့တဲ့ပုံစံမျိုးတွေရှိတယ်။အဲ့ဒီအကြောင်းအရာလေးကိုပေါ့နော်ကျွန်တော်နားလည်တော့ပြောပြခြင်းနဲ့ဘလို့အကြောင်းအရာတွေကနေစရလဲဆိုတော့ဟို fighter တွေကသူတို့ကိုလေရင်လက်မှတ်ဖိုးပေးတယ် promotion ဘက်ကအဲ့ဒါပေးတာသူတို့မရဘူးတကယ်တကယ်ထိုးကြည့်အကုန်လုံးဖိုးပါညာနေနှုတ်လိုက်ရင်သူတို့အတွက်ဘာမှမကြံဘူးစသဖြင့်ပုံစံမျိုးတွေနဲ့ပြောဆိုရာကနေဒီကိစ္စတွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့ဒီကိစ္စတွေနဲ့ပတ်သက်လို့ကျွန်တော်လဲ တက်နိုင်သလောက်နောက်ရောက်ခံလိုက်ကြည့်တယ်အဓိကတာဝန်ရှိသူတွေနဲ့စကားပြောကြည့်တယ်ဒါကြောင့်မို့လို့ လက်ရှိအနေထားမှာမြန်မာဖိုက်တာတွေရဲ့ပွဲတွေလည်းမရှိဘူးပြိသက်တွေကလည်းမြန်မာဖိုက်တာတွဲဆိုင်တွေမရှိတော့အဲ့လောက်ထိသွေးမဆူဘူးဒီလိုသွေးနေတဲ့ကာလာမျိုးမှုလို့ကျွန်တော်လည်းဒီကောင်းစင်ကိုတုတ်ထိကြည်တာပေါ့နော်အဓိက UI ချက်ကတော့ဘသူဘသူမှနင်နာလိုခြင်းမရှိဘူးကျွန်တော်တို့မြင်တဲ့အတိုင်းကိုချပြတာဒီနေရာမှာတချို့ကအမြင်လွဲနေရရှိတယ်တချို့ကလည်းဒီကလကာနောက်ွယ်ကအကြောင်းရင်းနေအပြေးဝနားမလဲတာတွေရှိတယ်အဲ့လိုပုံစံမျိုးကြောင့်ကျွန်တော်နားလေတဲ့အကြောင်းအရာတွေကိုပြိသက်တွေစီချပြတာဖြစ်ပါတယ် 1 championship က fighter တယောက်ကိုစာချုပ်ချုပ်ဆိုပြီးဆိုရင်ဒီ155စာချုပ်နဲ့စာချုပ်ကြီးဆိုပြီးပုံစံနှစ်မျိုးရှိတယ်155ပြိုင်ပွဲတွေမှာတော့တပွဲချင်းစာချုပ်တယ်တပွဲချင်းထိုးကြီးပေးတယ်အပြီးပိုင်းစာချုပ်ထားတာမျိုးမရှိဘူးသို့တော်လည်းပဲ155ပြိုင်ပွဲတွေမှာရလက်ကောင်းတဲ့ fighter တွေဆိုရင်တော့သူတို့ကတခါတည်းစာချုပ်ကြီးနှဲ့ထားတယ်အဲ့လိုစာချုပ်ကြီးနှဲ့ထားတဲ့ fighter တွေကထိုးကြီးရတဲ့ပမာဏကလည်းအရင်များတယ်ပြီးတော့ promotion ဘက်ကထောက်ပံ့ပေးထားတဲ့ facility ဘိုင်းတွေကလည်းအများအများကြီးကိုတာလွန်တယ် ဥပမာပြည်သက်တွေဖြာအငင်းခုံငဲကြတဲ့ဒီလေရင်လက်မှတ်တို့တခါတည်းဝယ်ပြီးတဲ့ဆိုရင်ကိစ္စတွေကစာချုပ်ကြီးရထားတဲ့ fighter 3ဆိုရင်တော့ဟုတ်တယ်သို့တော်လည်းပဲဒီ135ပြိုင်ပွဲတွေမှာတော့ promotion ဘက်ကအဲ့လိုတီးတန့်ပုံစံမျိုးနဲ့လေရင်လက်မှတ်တွေပါပေးတဲ့ပါညာဆိုတော့ကျွန်တော်တော့မကြားမိဘူး135ပြိုင်ပွဲတွေမှာထိုးတဲ့ fighter တွေရဲ့စာချုပ်တွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့လိုလေရင်လက်မှတ်ဆိုတဲ့စာချုပ်အချက်လက်တွေမပါဘူးအခုနောက်ပိုင်းမှာဘလောက်ထိတော့ပါလဲဆိုတာကျွန်တော်ပြောပြရရင်ဥမာ fighter တယောက်ကထိုးတယ်ဆိုရင်ဒီပြိုင်ပွဲမှာသူ့ရဲ့ထိုးခြေကအဲ2000ရမယ်အဲ့2000ကနေမှထပ်ပြီးအနိုင်ရရင် ဲနောက်ထပ်တထောင်ပေးမယ်အဲ့ဒီကနေဆက်ပြီးတော့မှလဲတို့နဲ့အနိုင်ရရင်နောက်ထပ်တထောင်ထပ်ပေးမယ်အဲ့ဒီတော့ fighter တယောက်ကဘောနပ်စုရသည်ဖြစ်စေမရသည်ဖြစ်စေထိုးကြေးရမယ်အနိုင်စုကြေးရမယ် knock out တကယ်လို့ထိုးနိုင်ခဲ့တယ်ဆိုရင်ထပ်ပြီးရအောင်မယ်စာချုပ်ပေါ်မှာအဲ့လို၃ချက်လောက်ထိပေးပြီးချုပ်ဆိုတဲ့ဩခရာချယ်ရီပေးတဲ့နောက်ထပ်ဘောနပ်စုပတ်သုံးသိန်းခွဲကတော့ဟိုစင်ပေါ်မှာသူရခြင်းရမယ်မရခြင်းမရဘူးအဲ့လိုပုံစံမျိုးနဲ့စာချုပ်ချုပ်ကြတယ်လေရင်လက်မှတ်ဆိုတဲ့အကြောင်းအရာတွေကတော့ စာချုပ်ထဲမှာပါမလာဘူးဒုဗေတိတိုင်အောင်တချို့တချို့သော ဖိုင်တာတွေကသူတို့ကိုလေရင်လက်မှတ်ဖို့ပေးတယ်ဘာညာဆိုပြီးတော့ပြောကြတယ်အဲ့လိုပြောတဲ့အနေထားမှာဒီကိစ္စတွေကတော့ fighter တွေ manager တွေနဲ့ promotion တွေကြာပဲပြောရမယ်ကိစ္စတွေသူမေတီတိုင်အောင်ဟိုတချို့ပြည်သက်တွေကိုသွားပြောပြီးတော့အဲ့ပြည်သက်တွေကနေတဆင့်ပွားပွားလာတော့မလိုလားအပ်တဲ့အမုန်းတရားတွေပေါ်လာတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီကြားထဲမှာဟို one championship ကတာဝန်ရှိသူတချို့ကိုဒီကြောင်းတွေကိုမေးကြည့်တယ်အဲ့ဒီအနေထားမှာတော့သူတို့ကဘယ်လိုပုံစံမျိုးပြောလဲဆိုတော့ သူတို့ကဟုတ်တယ်လင်းလက်မဲ့စိတ်တွေလည်းပေးထားတယ်နေဖို့ထိုင်ဖို့စိတ်တွေလည်းပေးထားတယ်ဒီဘာမှကုန်ကြစိတ်မရှိအောင်ဖိုက်တာတယောက်လာရင်တခါတည်းပွဲထုတ်ပြီးပြန်သွားလို့ရအောင်မျိုးတီသူတို့ကပေးထားတယ်ဆိုပြီးပြောပြတယ်ဒီလိုအနေထားပြောပြတဲ့အနေထားမှာဘယ်လိုပုံစံမျိုးနဲ့ coverage လုပ်လဲဆိုတော့စာချုပ်ပေါ်မှာတော့သူတို့တီးတန့်ကြီးတော့ဒီလိုဒီလိုမဖော်ပြဘူးသူမေတီတန့်အောင်မြန်မာပြည်ကလာတဲ့ fighter တွေကိုပမာဏတစ်ခုထိတော့ထိုးကြီးကိုမြင့်ပေးထားတယ်မြန်မာ fighter အများစုရတဲ့ထိုးကြီးကိုပြောမယ်ဆိုရင် အနိုင်ဆုံးကတော့2000ဝန်းကျင်အထိရှိတယ်အဲ့ဒီထက်ပိုပြီးများတဲ့ fighter တွေပဲများတယ်အဲ့ဒီတဘောကဘာပုံစံမျိုးလဲဆိုတော့ဒီထက်မှဟိုလမ်းစိတ်တွေပါပြီးလင်းလက်မှတ်ဖိုးတွေပါပြီးအဲ့လိုပုံစံမျိုးနဲ့သူတို့ကတွက်ပြီးတော့ပေးလိုက်တာတော်ယုံအားဖြင့်တော့မြန်မာ fighter တယောက်အနေနဲ့ဒီဒေါ်လာ2000လောက်ထိုးကြီးရဖို့ဆိုတာဘယ်နေရာမှမရှိပါဘူးကမ္ဘောဒီးယားသွားထိုးလဲဘလောက်ရလဲပြည်သက်တွေတည်တယ်တခြားတနေရာသွားထိုးလဲ ဘလောက်ရလဲပြည်သက်တွေသိတယ်အဲ့ဒီတော့ fighter တယောက်အနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒေါ်လာ2000ဝန်းကျင်လောက်ထိပေးထားတယ်ဆိုတာကသူ့ရဲ့ထိုးကြီးထက်တခါတည်းဒီကုန်ကျစရိတ်တွေအကုန်လုံးကိုတွက် ပြီးတော့တခါတည်းပေါင်းပေးထားတာပါ promotion ဘက်ကတော့ကျွန်တော်ကိုအဲ့လိုပုံစံမျိုးရှင်းပြတယ်ကျွန်တော်နားလည်ထားရလဲအဲ့ဒီပုံစံအတိုင်းပဲအဲ့ဒီတော့ထပ်ပြီးသူတို့ပြောပြတာကတကယ်လို့မြန်မာပြည်က fighter တွေလာပြီးထိုးလို့ရှိရင်သူတို့ကနေကြလည်းမပူရအောင်ဟိုတယ်မှာထားတယ်စားကြလည်းမပူရအောင်တခါတည်းအိမ်မှာတခါတည်းခေါ်ထားတယ်အဲ့လိုပုံစံမျိုးနဲ့ သူတို့က facility အပြည့်ပေးတယ်ဒါကြောင့်မှို့လို့သူတို့အေး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 ပေးထားတဲ့ထိုးကြီးတဲ့မှာဒါတွေကို coverage ဖြစ်ပါတယ်ဆိုရယ်ပုံစံမျိုးနဲ့ပြန်ပြီးရှင်းပြပါတယ်ဒါကတော့ပြည့်သက်တဲ့ဂျားထဲမှာဒုလောဒုလောဖြစ်နေတဲ့ကိစ္စကိုတကယ် promotion ကတာဝန်ရှိသူတချို့ကျွန်တော်ကိုပြောပြတဲ့အကြောင်းအရာတွေကိုပြန်ပြီးဖောက်တဲ့ချတာဘာဖြစ်လို့လဲဆိုတော့တချို့တချို့တွေကအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ဟိုလူကိုတိုက်ခိုက်ဒီလူကိုတိုက်ခိုက်ဟိုတကယ်တကယ်သူတို့အချင်းချင်းရှင်းရမယ့်ကိစ္စတွေကိုမရှင်းမဲနဲ့ဟို မျက်နှချင်းဆိုင်ရမှာကြမျက်နှာပူပြီးတော့ပုံမှန်လည်းမရှိဘဲနဲ့ဖြစ်နေကြလို့ရှင်းပြတာဒါကလည်းကျွန်တော်မြန်မာပွဲတွေမရှိတော့မှုပြိသက်တွေကိုချပြတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ထိုးကြီးဖြတ်တဲ့အပိုင်းပေါ့နော်ထိုးကြီးဖြတ်တဲ့အပိုင်းမှာတော့ဒီနေရာမှာကျွန်တော်ပြောဖို့လိုတာကနိုင်ငံတကာစံချိန်စံညွှန်းကိုအဓိကကိုးကားပြီးပြောဖို့လိုတယ်နိုင်ငံတကာမှာတော့မန်နေဂျာတွေက ထိုးကြီးကို15ရာခိုင်နှုန်းအထိယူပါတယ်ဒါက UFC က fighter တွေရဲ့ manager လဲအဲ့ဒီပုံစံအတိုင်းပဲယူတယ် one championship က fighter တချို့လဲအဲ့ဒီပုံစံမျိုးနဲ့ပေးရတယ်သို့တော်လည်းပဲ one championship မှာလာပြီးထိုးတဲ့အနေအထားမှာတော့ပုံစံမတူတာတွေရှိတယ်ဆိုတော့ပြည်သက်တွေကိုသိစေချင်တယ်ဘလို့ပုံစံမျိုးလဲဆိုတော့ဥမာထိုင်းကနာမည်ကြီးဂျင်တွေဆိုရင်သူတို့မှ manager မရှိဘူးဂျင်းကပဲအဲ့ fighter ရဲ့ management နေအကုန်လုံးကိုတာဝန်ယူတယ်ထိုးကြီးရလာပြီဆိုရင်အဲ့ထိုးကြီးတဲကနေ 40ရာခိုင်နှုန်းတော့၎င်း30ရာခိုင်နှုန်းတော့၎င်း50ရာခိုင်နှုန်းတော့၎င်းဖြစ်လိုက်တယ်ပြီးမှ fighter ကကျန်တာရတယ်တပတားဘာဖြစ်လို့ဒီလောက်ထိဖြတ်တာလဲဆိုတော့အဲ့ဒီကျန်ကအဲ့ဒီ fighter ကိုဒီ one championship မှာထိုးခွင့်ရဖို့အတွက်လဲပွဲတောင်းပေးတယ်ဒီပွဲထိုးနိုင်ဖို့အတွက်လဲသူတို့ကသူတို့ကျင်မှာပဲနေသူတို့ကျင်မှာပဲအိတ်သူတို့ကျင်မှာပဲစာအကုန်လုံး fighter အတွက် facility အပြည့်နဲ့ပေးထားတယ်ပွဲတစ်ပွဲမထိုးခင်ဒီ fighter ကိုလုံးဝ package အနေနဲ့တစ်ခါတည်းထိန်းပေးထားတယ်ဒါကြောင့်မလို့သူတို့ကအဲ့ပမာဏမျိုးနဲ့ ဖြတ်ကြတာပါအဲ့ပုံစံမျိုးနဲ့ထိုးတဲ့ fighter တွေရှိတယ်တချို့30ရာခိုင်နှုန်းလောက်ဖြတ်တဲ့ဂျင်တွေကတော့အလေလက်တန်းဂျင်တွေလို့ပြောလို့ရတယ်ဒီဂျင်တွေကတော့ဒီ1 championship လောက်ထိ fighter ပို့ခြင်းမပို့မယ်တိုးတော်လည်းပဲ fighter တွေကို30ရာခိုင်နှုန်းလောက်ပဲဖြတ်တယ်သူပေတိတိုင်အောင် fighter တွေအနေနဲ့ပွဲရွေးခွင့်နဲတယ်ဂျင်ကထိုးခိုင်းတဲ့ပွဲတွေဇက်တိုက်ဇက်တိုက်ထိုးရတယ်တလာတဲ့နဲ့လည်း3ပွဲ4ပွဲလောက်ဆက်ပြီးထိုးခြင်းထိုးရတယ်အဲ့လိုပုံစံမျိုးနဲ့ရက်တည်တဲ့ဂျင်တွေလည်းရှိပါတယ်နောက်ထပ်တနည်းကတော့ကျွန်တော်ဟိုဒါပြောပြတဲ့ အဲရုရှားက fighter တချို့ဆိုရင်တို့မှာ manager မရှိဘူး gym မရှိဘူးတို့ကရုရှားကနေလာတယ်ဒီ record ရှိတယ်ဒီလိုလိုပုံစံမျိုးရှိတယ် one championship ကိုဝင်တွေ့တယ်ငါဒီ record နဲ့ဒီညမှာဒီအောင်မြင်မှုတွေရဘူးတယ်ဒီ champion ကပဲရဘူးတယ်ငါတို့ကိုပွဲပေးပါအဲ့လိုပုံစံမျိုးနဲ့တောင်းတယ်တို့ကလည်းလိုအပ်တဲ့စစ်ဆေးမှုတွေအကုန်လုံးလုပ်ပြီး okay ဒီ fighter ကငါတို့စီမှာထိုးဖို့လုံလောက်တယ်ဆိုရင်တို့ကလည်းသူရပေးတဲ့ပတ်စံကိုအကုန်ယူသွားတယ်ပြီးတော့ကျမှတို့အဲ့ဒီဂျင်ကနေမှာ တခြားဂျင်နေမှာအနိကက်လေးဂျင်နဲ့အဲ့ဂျင်နေနဲ့သူကပြန်ပြီးတော့ခေါ်ပြီးတော့လာတယ်အဲ့လိုကိုပိုင် ကိုတူကိုရလုတ်တဲ့ fighter တချို့ဟိုလုံးဝမရှိဘူးပြောရမှာဘူးအ ਨੇ စုတော့ရှိတယ်အဲ့လိုပုံစံမျိုးနဲ့လည်းလုတ်တယ်ဒါကတလူတလူပုံစံမျိုးတွေလုတ်ကြတာပေါ့နော်အဲ့တော့ထိုးချင်း15ရာခိုင်နှုန်းအကြောင်းပြောရရင်နိုင်ငံတကာမှာတော့ manager လို့အမိခံတဲ့သူတွေက fighter တွေရဲ့ထိုးချင်း15ရာခိုင်နှုန်းယူတယ်သူပိတိတိုင်အောင်သူတို့က international standard ဖြစ်လို့သူတို့ရဲ့ပြန်ပေးတဲ့ service ကလည်း international service အပြည့်ပေးတယ် ဥပမာဘယ်လိုပုံစံမျိုးနဲ့ပေးချလဲဆိုတော့အဲဥမာ Joshua Ban ရဲ့ manager Jason House ဆိုရင်15ရက်ကလည်းနှုတ်ယူတယ်။တိုးတော်လည်းပဲ Joshua Ban ကသူ့ရဲ့ brand ပုံရိပ်တွေ sponsor ရှာတဲ့အပိုင်းတွေ၊ကွန်ထရက်ချုပ်တဲ့အပိုင်းတွေ၊ UFC နဲ့တကယ် coordinate လုပ်တဲ့အပိုင်းတွေဘာတစ်ခုမှလှည့်ကြည့်ကြမလို့ဘူး။ တခါတဲ့အိတ်ကောက်ပြီးတော့ဒီချိန်ဒီချိန်ထိုးရမယ်ဆိုရင်လိုလိုပုံစံမျိုးကိုယ့်ဘက်ကအပြည့်အဝပြင်ဆင်ပြီးသွားထိုးရုံပဲကျန်တဲ့ပိုင်းတွေမိထားလို့ရတယ်နောက်ဆုံး marketing လုပ်တဲ့အပိုင်းကစ media တွေနဲ့ဆက်ဆံတဲ့အပိုင်းတွေကစအကုန်လုံးမိထားလို့ရတယ်ဒီ manager တွေကပဲသူ့ကို take care လုပ်တယ်ဒီ manager တွေကပဲအကုန်လုံး down sit နေအောင်အကုန်လုံး깟ွယ်တယ်ဒါကြောင့်မလို့သူတို့က15ရာခိုင်နှုန်းလဲယူတယ်ဒီအကြောင်းတွေဒီအကြောင်းတွေအကုန်လုံးကိုလဲ fighter တွေအကုန်လုံးလုပ်ပေးတယ်ထက်ပြောရရင်ဥမာ Joshua Ben ဆိုရင်ဟိုအစားထိုးပြီးတော့ အဲလူစားဝင်ထိုးတဲ့ပွဲတွေစက်တိုက်များတယ်ဒါကဘလို့ចောင်းရကြောင့်များလဲဆိုတော့ဥမာဂျေဆွန်ဟောက်ကင်ထားတဲ့ fighter အရေးအတွက်က100ကျော်ရှိကောင်းရှိမယ်200ကျော်ရှိကောင်းရှိမယ်အဲ့တော့သူ့မှာ UFC fighter တွေကလည်း90လောက်ရှိရင်ရှိမယ်120လောက်ရှိရင်ရှိမယ်ဒီလိုအနေထားမျိုးမှာဂျေဆွန်ဟောက်ကသူ့ရဲ့ fighter တွေထဲမှာဒီ fighter ကပွဲဖြစ်ထားတယ်တိုးတော့ဒီ fighter မထိုးနိုင်တော့သူတိဆိုရင်သူ့ fighter တွေတဲ့တခြားဘသူပုံစံမျိုးအစားထိုးလို့ရလဲ Joshua ပဲမင်းဝင်မလားငါတရားတင်းတရားနေရလွတ်သွားတယ်ငါထိုးပေးမယ်အစားထိုးပေးမယ်အဲ့လိုပုံစံမျိုးနဲ့ပွဲရတယ်ပြောချင်တာက မန်နေဂျာတွေက fighter တယောက်တည်းပဲ manage လုပ်တာမဟုတ်လို့အကြီးအကြီးလုပ်ပြီးတော့သူ fighter တွေတဲ့ကဘယ်သူတွေအခွင့်အရေးရတဲ့လဲနောက်ထပ် promotion ဘက်ကဘယ်တွဲဆိုင်လောက်လိုချင်နေဆိုရင်သူ fighter တွေကအချင်းချင်းသူကတဲပြီးတော့လိုလိုဖြစ်တယ်မို့လားစတဲ့ပုံစံမျိုးတွေနဲ့သူတို့ကအလုပ်လုပ်ကြတယ်ဒါကြောင့်မို့လဲ15ရာခိုင်နှုန်းအထိသူတို့ကယူကြတယ်ဒါကတော့နိုင်ငံတကာစံညွှန်းနဲ့ချိတယ်ဆိုရဲအကြောင်းကိုပြည်သက်တွေကိုပြောပြတာ fighter တွေနားလည်အောင်ပြောကြတာ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာ fighter တွေကြာမှဟိုဝမ်ချမ်ပီယံရှစ်မှာလာထိုးတဲ့ဟိုလူကဟိုကဖြက်ဒီလူကဒီကဖြက်တဲ့ fighter တွေဘာမှမကြံဘူးစတဲ့စကားတွေက online ပေါ်မှာတော့တိတိတင်တင်တက်မလာဘူးသို့တော်လည်းပဲကလကာနောက်ွယ်မှာပြောပြီးတော့အောက်လုံးနေနဲ့ထိုးကြတယ်ဟိုတိုက်ခိုက်ကြတယ်တယောက်နဲ့တယောက်ညနေချင်းဆိုင်ပြီးရှင်းလို့ရတဲ့ကိစ္စတွေကိုတောင်ဟိုမဖြစ်တဲ့ပုံစံမျိုးတွေနဲ့ထိုးနှက်ကြတယ်ပေါ့နော်တကယ်လည်းရုပ်ဆိုအကြီးတန်းတယ်ကျွန်တော်ကတော့အစောကတည်းကပြောတယ် လိုပုံစံမျိုးတွေဖြစ်လာမှာဆိုရင်အစောကတည်းစာရွက်စာတမ်းနဲ့လုံစာချုပ်စာတမ်းနဲ့လုံဘယ်သူကဘလို service နဲ့ဘလို့အပြည့်ဝယူပြီးလုံအစောကတည်းကပြောတယ်စာချုပ်စာတမ်းနဲ့ရှင်ဒီကိစ္စတွေကဘာမှပြောစရာအကြောင်းရင်းကိုမရှိဘူးထပ်ပြောရရင် fighter တွေဆိုတာလဲ media တွေနဲ့အများတန်းထိတွေ့နေတာပဲ manager တွေဆိုတာလဲ media တွေနဲ့အများတန်းထိတွေ့နေတာပဲရှင်းစရာရှိရင်ဒီ media တွေကိုခေါ်ပြီးတော့မတို့ဒီအကြောင်းအရာရှင်းရင်းနဲ့ဒီလိုလိုပုံစံမျိုးရှင်းနေဆိုရှင်းလို့ရတယ်အဲ့လိုပုံစံမျိုးနဲ့ရှင်းရင်အဖြေက AC နဲ့ပြောရမယ့်ကိစ္စတွေကို မလိုလားအဖက်နဲ့ဟိုလူထင်လွဲအောင်တပြိသက်တွေထင်လွဲအောင်လုပ်တဲ့ပုံစံမျိုးတွေရှိလို့ကျွန်တော်နားလေတလောက်ဒါပြိသက်တွေကိုချပြတာဒီ one championship ကအကြောင်းအရာတွေကတော့ကျွန်တော်ကိုယ်တိုင်ကိုကြကျွန်တော်မှလည်း record ရှိတယ်ဘယ်လိုပုံစံမျိုးနဲ့မေးထားတဲ့အကြောင်းအရာတွေ record ရှိတယ်ပြိသက်တွေကိုချပြတာဒီလိုဒီလိုအနေထားတွေရှိတယ်ဆိုတာနားလေစေချင်လို့အယူအမြင်တွေမဝေဝါးစေချင်လို့ကျွန်တော်ချပြတာဖြစ်ပါတယ်နောက်ထပ်ပြောပြခြင်းတဲ့အကြောင်းအရာက Liam Harrison ရဲ့အကြောင်းအရာပါ Liam Harrison ကဘယ်လို fighter လဲဆိုတာကျွန်တော်မြန်မာ ပြည်သက်တွေကောင်းကောင်းသိတယ်။ One Championship က Liam Harrison နဲ့ Solomon တို့ပွဲတည်ဖို့အတွက်ကြိုးစားခဲ့မှုတယ်။နေရဝင်လဲပေါ်ပေါက်ခဲ့တယ်။သို့တော်လည်းပဲအမေရိကမှာသွားပြီးကျင်းပမဲ့အဆီဇန်တွေအကုန်လုံးပြတ်သီးသွားတဲ့အချိန်မှာတော့ဆိုလင်းဦးနဲ့လီယမ်ဟာရီဆန်တို့တွဲဆိုင်လက်ပြတ်သွားတယ်။အဲ့လိုအနေထားမှာလီယမ်ဟာရီဆန်ကဒဏ်ရာပြဿနာရတယ်။ဘာပွဲမှမထိုးလိုက်ရဘူး။ဆိုလင်းဦးလည်းကြားထဲမှာတခြား fighter တွေနဲ့ထိုးရတယ်။ ကျွန်တော်နားလေတာကဝမ်ချမ်ပီယံရှစ်ဘက်ကဆိုလင်းနဲ့လီယန်ဟာရီဆန်တွဲဆိုင်ကိုတကွေးကွေးတော့တဲလိုက်မယ်ဆိုပြီးနားလေထားခဲ့တာသို့တော့ပြီးခဲ့တဲ့လပိုင်းအတွင်းကတော့ဝမ်ချမ်ပီယံရှစ်ကလီယန်ဟာရီဆန်ကိုဂျပန်ဖိုက်တာဆူဇူကီနဲ့ပွဲတဲပေးတယ်ကနဦးတဲတုံးကအဲ့ဒီပွဲစဉ်ကကစ်ဘောက်စင်ခေါင်းဆောင်အောက်ကနေတဲတယ်သို့တော့လည်းပဲနောက်ပိုင်းမှာတော့မွေထိုင်းခေါင်းဆောင်အောက်မှာပြောင်းပြီးထိုးကြမယ်ဆိုပြီးဟိုးလွန်ခဲ့တဲ့တစ်ဖက်ကမှတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ် အဲ့ဒီတွဲဆိုင်ကလာမဲ့ဒီဒီဇင်ဘာပထမဘက်ထဲမှာကျင်းပမဲ့15 night 38ပြိုင်ပွဲမှာပါဝင်လာမှာအချိန်အားဖြင့်တွက်ကြည့်မယ်ဆိုရင်ရက်ပေါင်း20လောက်ပဲလိုတော့တယ်သို့တော့အဲ့လောက်ထိနီးကပ်လာတဲ့အနေထားရောက်မှာလီယမ်ဟာရီဆန်ကနှုတ်ထွက်သွားပါပြီဘယ်လိုအကြောင်းအရာကြောင့်နှုတ်ထွက်လိုက်တာလဲဆိုတော့သူ့မှာဒုတန်ရာပြဿနာရှိနေတယ်ဆိုတဲ့အကြောင်းကိုဒီ safe by ဆိုင်ရာအမှတ်တမ်းနေတဲ့တကွာတစ်ခါတည်းချပြသွားတယ်ဒီပြိုင်ပွဲမှာထိုးနိုင်မှာမဟုတ်တော့ဘူးဆိုတဲ့အကြောင်းကိုလည်း state တင်သွားတယ်ဒါကြောင့်မို့လို့ liam harrison ဟာ လာမယ့်ဒီဇင်ဘာလအတွင်းမှာကျင်းပမယ့်1 Fight Night 38ပြိုင်ပွဲမှာထိုးနိုင်မှာမဟုတ်တော့ဘူးတစ်ဖက်ကကျွန်တော်တို့ရဲ့ Fighter ကြီးဆိုလင်းဦးကလည်း1 Championship မှာပွဲထိုးရမယ့်တဲ့င်းကလည်းအစနာတွေတိတ်ပြီးထွက်ပေါ်လာခြင်းမရှိသေးဘူးဘလို့အကြောင်းမျိုးကြောင့်ပြတ်သွားတယ်ဆိုတော့သူ့ဘက်ကလည်းတရားဝင်ထုတ်ပြောတာမျိုးမရှိသေးဘူးဒုဗိတိတန်အောင်ဒီ Fighter နှစ်ယောက်ပွဲဖြစ်ခဲ့မှုတဲ့ Fighter နှစ်ယောက်ကဒီလိုအခင်းကျင်းတွေဖြစ်လာပြီးဆိုတော့နောက်များမှာဒီ Fighter နှစ်ပြန်ပြီးတွေ့ဆုံနိုင်အောင်မလားဆိုတာစောင့်ကြည့်ရမယ့်အခင်းကျင်းတစ်ခုဖြစ်ပါတယ် ဆက်လက်ပြီးပြောပြခြင်းတဲ့အကြောင်းအရာက UFC က UFC 322ပြိုင်ပွဲပြီးသူတို့ရဲ့ ranking သတ်မှတ်ချက်တွေကို update လုပ်လိုက်တဲ့အကြောင်းအရာပါမနေ့ကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ MMA media သမားလောကကြားထဲမှာတချို့အကြောင်းအရာတွေတော်လေးပွက်လို့ရိုက်သွားတယ်ဘလို့အကြောင်းအရာကြောင့်ပွက်လို့ရိုက်တာလဲဆိုတော့ဒီ Joshua Ban တို့ကစားနေတဲ့ flying weight တက်မှာချန်ပီယံကပ်ဘူဘူးနွေးနွေးစင်ခေါ်ထားတဲ့ကိုင်ကာရာ Frank က ranking သတ်မှတ်ချက်ကနေပျောက်ဆုံးသွားတာပါ ဒီကိစ္စနဲ့ပတ်သက်လို့တရင်တောက်တွေကလည်းပုံစံအမျိုးမျိုးနဲ့ပြောကြတယ်။ကိုင်ကာရာဖရန့်ကဝိတ်တန်းတက်ထိုးတော့မှမလို့ရန်ကီကနေဖယ်လိုက်တာဆိုပြီးလည်းပြောကြတယ်။တချို့ကတော့လည်းဒန်ယာပြက်တနာရသွားလို့ဆိုတဲ့ပုံစံမျိုးနဲ့ပြောကြတယ်။နောက်ပိုင်းမှာတော့ကိုင်ကာရာဖရန့်ရဲ့အတိုင်းဝိုင်းကဘယ်လိုပုံစံမျိုးပြင်ရှင်းလဲဆိုတော့ သူတို့ရဲ့ fighter ကတနှစ်လောက်ထိအနားယူဖို့အစီအစဉ်ရှိတယ်။ဒါကြောင့်မို့လို့ ranking ကနေပြုတ်သွားတာဆိုပြီးဖြည့်ရှင်းထားပါတယ်။လက်ရှိ flyweight နဲ့ ranking သတ်မှတ်ချက်ကိုကြည့်မယ်ဆိုရင်ပွဲမထိုးရတဲ့ fighter တော်တော်များများတောင်တစ်ဆင့်တက်သွားတယ်။အဲ့ဒီအကြောင်းအရာကဘာဖြစ်လို့လဲဆိုတော့ Kainkara Frank က flyweight နဲ့ ranking သတ်မှတ်ချက်အတွင်းမှာမရှိတော့လို့ဖြစ်ပါတယ်။ UFC 322ပြိုင်ပွဲမှာမိတ်ကကောင်းဆယ်အောက်ကနေကစားခဲ့ကြတဲ့တခြားသောပွဲစဉ်ကဖိုက်တာတွေတကယ်ကိုလက်စွမ်းပြခဲ့တာပါအဲ့ဒီဖိုက်တာတွေဟာလက်စွမ်းလည်းပြသလို ranking တက်မှတ်ချက်တွေမှာလည်းချက်ချင်းကိုခုန်တက်လာတယ်ရှောင်းပရီဒီကိုပထမအချိန်နဲ့အမောက်သိပ်ပြတဲ့မိုယာလက်စ်ကအဆင့်900အထိခုန်လာပြီးတော့ weatherweight တန် ranking တက်မှတ်ချက်ကိုနံပါတ်3000အထိရောက်ရှိလာပါပြီး တစ်ချိန်တည်းမှာလီယွန်အက်ဒဝတ်ကိုအမှောက်သိပ်ပြသွားခဲ့တဲ့ဘရာဇီးဖိုက်တာကားလို့ပရာတက်ကလည်းအဆင့်၄ခုအထိခုံတက်ကရန်ကီတက်မှတ်ချက်နံပါတ်9နေရာအထိကိုရောက်ရှိလာပါပြီ။ဒါကြောင့်မလို့ဒီဖိုက်တာနှစ်ယောက်ရန်ကီကိုခုံတက်လာတာအတော်ကြီးကိုကြမ်းလွန်းနေ။မိုယာလက်ဆိုရင်နောက်ထပ်တပွဲနှစ်ပွဲလောက်ထိုးပြီးရတဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်ရဖို့အခွင့်အရေးများတောင်ရလာမလားဆိုတာစောင့်ကြည့်ရတော့မှဖြစ်ပါတယ်။နောက်ထပ်ရန်ကီအများကြီးခုံတက်ခဲ့တဲ့ဖိုက်တာကတော့ဘင်နေဒါရုရှ်ကို16စက္ကန့်နဲ့အမှောက်သိပ်ပြခဲ့တဲ့ ဘန်ဝါစိတ်ဒနိစ်ပါဒုကလည်း lightweight တန်းအဆင့်တက်ချက်မှာ90အထိခုံးတက်လာတယ်။လက်ရှိမှာ ranking တက်မှတ်ချက်နံပါတ်၈နေရာကိုရက်တီနှိုင်းမှပြီ။ဒါကြောင့်မလို့ Van Wa Sick Denise ကလည်းကျွန်တော်တင်ဆက်ခဲ့တဲ့အတိုင်းတဖြည်းဖြည်းနဲ့ထိပ်ပိုင်းအထိတက်လာပြီးဘလောက်အမြင့်ဆုံးအထိဆက်ပြီးတက်သွားမလဲဆိုတာစောင့်ကြည့်လိုက်ကြရအောင်ပါ။အနိုင်ရတဲ့ fighter တွေက ranking တက်မှတ်ချက်တွေဇက်တိုက်ခုံးတက်လာတယ်ဆိုတော့သူတို့ကိုအချက်အလက်တွေနဲ့ရှုံးနိမ့်သွားတဲ့ fighter တွေလည်းဘလောက်အထိအနားယူရမလဲဆိုတဲ့အကြောင်းအရာလေးကိုဆက်ဆက်ပြောပြခြင်းသေးပါတယ်။ ဒီပြိုင်ပွဲမှာဒီ fighter တွေကိုအချက်ကွဲနဲ့ရှုံးနိမ့်ခဲ့တဲ့ fighter 3ယောက်စလုံး Sean Brady, Leon Edward, Benny Darush တို့3ယောက်စလုံးဟာ medical suspension အဖြစ်3လတိတိကိုထိသွားပါတယ်။ဒီ fighter တွေအနေနဲ့နောက်ထပ်3လအတွင်းပွဲလက်ခံထိုးလို့လည်းမရဘူး။အပြည့်အဝအနာယူရအောင်မယ်လို့ Athletic Commission ကတရားဝင်ထုတ်ပြန်ကြေညာသွားပါတယ်။ဆက်လက်ပြီးတော့ BFA အကြောင်းလေးပြောကြားရအောင်ပါ။ ဘီအက်ဖ်အကြောင်းကိုပုံမှန်အဖြစ်တော့ကျွန်တော်ပြောလိမ့်မရှိဘူးသို့တော်လည်းပဲကျွန်တော်ပြောကြည့်မှရတော့မယ်အနေထားမျိုးလို့ခံယူမိလို့ဒီအကြောင်းအရာကိုပြောပြတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်က TV right holder တွေဟာ Marshall လောကနဲ့ပတ်သက်လာရင်တော်တော်ကြီးအမြင့်နေကျဲလာတယ်။လက်ရှိ Marshall လောကအကြောင်းမှာစိုးမိုးထားတဲ့ One Championship ပွဲတွေ၊ UFC ပွဲတွေ၊ PFL ပွဲတွေကိုမြန်မာပြည်မှာ TV တွေကနေတစ်ဆင့်လွယ်လင်းတကူကြည့်လို့ရနိုင်ပါပြီ။ ။ Canal Plus က BFA ရဲ့ TV right ကိုဝယ်ယူလိုက်ပြီးဆိုတဲ့အကြောင်းကို BFA ရဲ့တရားဝင် website မှာဖော်ပြထားတယ်။ကျွန်တော်ဖြင့်ဒီအကြောင်းအရာကိုကြည့်ပြီးအတော်ကြီးကိုအံအားသိမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ BFA ပွဲတွေဆိုတာပြည်သက်တွေလည်းအရင်ကြီးကြိုက်တဲ့ပွဲစဉ်တွေမဟုတ်သေးဘူး။ဥပမာကျွန်တော်တို့လက်ရှိနေတဲ့ time မှာဆိုရင် BFA ရဲ့ TV right ကိုတောင်ဝယ်ယူထားတဲ့ရုပ်သံထုတ်လွှင့်သူဆိုတာမရှိဘူး။အဲ့လို time ကတော့မဝယ်တဲ့အနေအထားမှာပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာပြည်က ရုပ်တံထုတ်လွှင့်သူတွေကဝယ်တယ်ဆိုတော့ဈေးကွက်ကိုအများကြီးကြိုပြီးလှမ်းမြင်ထားတယ်လို့တောင်ဆိုလို့ရမယ်ထင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်မှတ်မှတ်မိမိပြောရရင်အွန်လိုင်းဆက်နဲ့ one championship စာချုပ်တက်တန်းကုံဆုံးပြီး သူက BFN နဲ့လည်းဆွေးနွေးနေတဲ့ UFC နဲ့လည်းဆွေးနွေးနေတယ်ဆိုပြီးကျွန်တော်ကပြောတော့ BFN နဲ့တကယ်လို့ဆွေးနွေးခဲ့ရင် BFN ကမြန်မာပြည်မှာ TV right ရောင်းထားတာမရှိသေးဘူးအဲ့တော့ TV right ဒီလမ်းပြီးရောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တောင်ပြောမိခဲ့သေးတယ်အဲ့တုန်းကတော့ BFN အကြောင်းတွေကိုမြန်မာပြည်မှာတရားဝင်ပြလို့မရသေးဘူးသို့တော့လက်ရှိအနေအထားမှာတော့ Canon Black ကဝယ်ယူလိုက်ပြီးဒါကြောင့်မလို့ Canon Black ကနေဒီဆက် BFN ပွဲတွေကြီးလို့ရတယ် BFN ကနောက်ထပ်ဒီလာမယ့်2026ခုနှစ်အတွင်းသူတို့ကျင်းပမယ့်ပြိုင်ပွဲ၄နေရာကိုလည်း မနေ့ကတရားဝင်ကြေညာလိုက်ပါတယ်အဲ့ဒီလေးနေရာကတော့ဒီအရှိအလဲပိုင်းကဒူဘိုင်းပါမယ်စပိန်ကမက်ဒရစ်ပါမယ် US က location နှစ်ခုပါပါတယ်ထူးခြားတာကဒီ UFC တောင်စပိန်ကိုခြေလက်လှမ်းဖို့နေထားမှာ BFA ကတော့ကြိုးပြီးလှမ်းလိုက်ပြီးပြီးတော့ကျတော့မက်ဒရစ်လိုနေရာမျိုးမှာကျင်းပမယ်ဆိုတော့ဘလူးဖိုက်တာတွေပွဲထုတ်လာမလဲပြင်သစ်ကပဲရစ်မှာလိုပဲအောင်အောင်မြင်မြင်ကျင်းပအောင်မလားဆိုတာ BFA ပွဲတွေကိုလည်းစောင့်ကြည့်ဖို့လိုမယ်ထင်ပါတယ် နောက်ဆုံးအနေနဲ့ထူးခြားတဲ့သတင်းတစ်ပုဒ်ကတော့မကြာခင်ကမှအွန်လိုင်းဆက်နဲ့ထိုးသက်သွားတဲ့ Sebastian Gardestan ရဲ့သတင်းမှာဒီ fighter ကအခြား promotion တစ်ခုမှထိုးတော့မယ်ဆိုတဲ့အကြောင်းကို state တင်လိုက်တယ် poster လည်းထွက်လာတယ်သူနဲ့ထိုးမဲ့ fighter ကဘယ်သူလဲဘယ် bro promotion ကောင်းဆောင်မှာထိုးမလဲဆိုတဲ့အကြောင်းအရာတွေကိုချပြလိုက်တယ်ဒီ poster ကိုကြည့်ရင်ကျွန်တော်ဖြစ်နည်းနည်းလေးအံ့အားတင့်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ Sebastian Gardestan ကမကြာခင်ကမှ one championship နဲ့ထိုးထားတဲ့ fighter စာချုပ်သက်တမ်းကုန်ဆုံးမယ်ဆိုရင်တော့ သူ့အနေနဲ့ချက်ချင်းအခြား promotion မှာသွားထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ one championship ကအောင်လာတော့ကလည်းတစ်နှစ်လောက်ထိဆွဲဆန့်ထားတဲ့စာချုပ်ရှိတယ်။အဲ့လိုပုံစံမျိုးရှိလိမ့်မယ်။ဒုဗေတိတိုင်အောင် Sebastian Gardenstein ကတော့ရှေ့ပွဲထုတ်ပြီးလို့မကြသေးဘူး။နောက်ပွဲကိုအခြားတနေရာမှာလက်ခံထိုးတယ်။ဒါကြောင့်မလို့သူနဲ့ promotion ကြအပြန်လည်နားလည်မှုရယူပြီးတော့ဒီပွဲကိုလက်ခံလိုက်တာလားဆိုတာ စဉ်းစားကြည့်ဖို့ကောင်းပါတယ်ပရိုမိုးရှင်းနဲ့သူနဲ့လမ်းခွဲသွားရဲဆိုတဲ့အကြောင်းအရတော့မကြမိသေးဘူးတိုးတော်လည်းပဲသူကအခြားတနေရာမှာထိုးဖို့အတွက်ခွန်တောင်းလိုက်လို့မှုအွန်လိုင်းဆက်နဲ့ပွဲအတက်ပြီးမှသူ့ကိုအခုလိုခွင့်ရမျိုးဖန်ပြီးပေးလိုက်တယ်ထင်ပါတယ်ဒါကထူးခြားတဲ့အကြောင်းအရတခုမှပြည့်သက်တွေကိုချပြတာလာမယ့်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကျွန်တော်ရဲ့သုံးသက်ချက်တွေအမြင်တွေကိုဆက်ပြီးချပြအောင်မှဖြစ်လို့ YouTube ကပြည့်သက်တွေနေနဲ့ဆက်ပြီးအားပေးချပါဦးခင်ဗျာ